ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အလုံးကောင်းပေါ်နဲ့မင်္ဂလာဆောင်ရက်ကိုရှာတွေ့ထားတဲ့ညီမစပယ်ကြီးနောက်လာလာမယ့်15ရက်နေ့ကအသင့်တော်ဆုံးပဲကောင်းတာပေါ့ဖုန်းတော်ကြီးရဲ့နောက်လာနေရသည့်အားလက်ချိန်မှာမင်္ဂလာဆောင်မရက်ကိုတက်မှတ်လိုက်လို့ ဆွေမျိုးသားချင်းနဲ့အားလုံးအားအေးဆေးလာလို့ရပြီယောက်ျားရဲ့ဒီနေ့ပဲသွားပြီးမင်္ဂလာဆောင်ဖိတ်စာတွေရိုက်ဖို့အော်ဒါပေးလိုက်တော့နော်ဆွေမျိုးတွေကိုသွားပေးရမယ်လေဒေါ်စပေးရဲ့မင်္ဂလာဆောင်ဖိတ်စာတွေကိုရိုက်နေရမေးဆိုတဲ့စကားကြောင်းဦးမြင့်လွင်ကနည်းနည်းဒေါသထွက်ပြီးပြောခဲ့ပါတယ်ဒေါ်စပေးရဲ့ကတ်တူကိုရိုက်နေရင်လည်းဘာမှအကျိုးရှိတာမဟုတ်ဘူးစီတုမင်္ဂလာဆောင်မှာကတ်တရံနေရလောက်ကိုရိုက်ခဲ့တယ်ဒါမှမဟုတ်အဲ့ဒီကတ်တရံအခုထိဒီတိုင်းပဲရှိနေတယ်မင်းရဲ့ဆွေမျိုးတွေအကုန်လုံးကလည်းရွာအဝေးကြီးကိုရောက်နေတယ်လေ ဒီလိုနေရာဒီမှာအဲ့လောက်အဝေးကြီးအထိဖိတ်စာသွားမပို့နိုင်ဘူးဟုတ်တယ်လေရှင်းဆွေမျိုးတွေမှမဟုတ်တာအဲ့တော့ရှင်ပေသွားပါမလဲအမေနဲ့ဖေကြီးအမေတို့နှစ်ယောက်ကမင်္ဂလာဆောင်အိမ်မှာရံဖြစ်တော်ကိုကောင်းနေထင်လားအမေအမေကဦးလေးနဲ့အတော်တို့ကိုဖုန်းဆက်ပြီးအကြောင်းကြားလိုက်လေပြီးတော့အဖေအဖေကလည်းဦးလေးနဲ့အတော်တို့ကိုဖုန်းဆက်ပြီးမင်္ဂလာဆောင်မရက်ကိုပြောပြလိုက်ပေါ့အခုခင်မှာရှားအလုံးကဖုန်းနဲ့လုံးလို့ရတယ်အဲ့တော့ဒီလောက်နေပူတဲ့ခကြီးထွက်ပြီးတော့ဖိတ်စာတွေလိုက်ပေးစရာမလိုပါဘူး ုံးစမေးကဆွေမျိုးတွေကိုချက်ချင်းမင်းဖုန်းခေါ်လိုက်ပါတယ်။ဟယ်လိုဟုတ်အမကြည့်ဖြူရဲ့မင်္ဂလာပါ။ယူရရဲ့မင်္ဂလာဆောင်ရွက်ကိုတတ်မှတ်လိုက်ပြီ။အဲ့ဒါကြောင့်အမနဲ့အမရဲ့မိသားစုဖိတ်တယ်နော်။ဒီချိန်မှာအတိုးကြည့်ဖြူကဖုန်းထဲမှာပဲပြောပါတယ်။ဖုန်းထဲမှာပဲဒီတိုင်းဖိတ်လို့မရအောင်နော်။တမိသားစုလုံးအတွက်ရထားလက်မှတ်ကိုလုပ်ပေးထား။ပြီးတော့အဲကွန်းပါတဲ့အခန်းထဲမှာဖြည့်ရမယ်နော်။ဟုတ်ကဲ့ပါမရဲ့လုပ်ပေးပါမယ်။ ောက်ကတိနဲ့ယောက်ခမတို့ကဆွေမျိုးတွေကိုဖုန်းထဲမှာမင်္ဂလာဆောင်အတွက်ဖိတ်နေကြပါတယ်။ပြီးတော့ချွေးတွေရွှဲနေတဲ့ချွေးမဝတီကတော့မျက်နှာစုပ်ပုတ်ပြီးကြမ်းတိုက်နေပါတယ်။ဖုန်းတော်ကြီးကလည်းတကယ်ဒုက္ခပေးတာပဲ။ငါရောင်းမရဲ့မင်္ဂလာဆောင်စုံလထဲမှာစီစဉ်ဆရာလား။အဲ့ဒီအချိန်ကအရန်ပူတယ်လေ။ငါတော့အားလုံးကျွေးမပြုစုရင်းနဲ့ပဲတေးပြီ။ငါယောက်ခမအင်ကတဲခုခံဖြစ်သွားမလားမသိပါဘူး။ဝရီကလုံခဲ့တဲ့နှစ်လလောက်ကပဲလက်ထပ်ခဲ့တာပါသူကနေရာဒီကိုရမ်းမုံပါတယ် ဒီလိုချင်းနေမျိုးမှာသူ့ရဲ့တူရင်းတော်အပြူရောင်းမရဲ့မင်္ဂလာဆောင်ကိုကူပြင်းလာတဲ့နေရာဒီမှာတတ်မှတ်လိုက်ကြပါရယ်။ဝရီကမင်္ဂလာဆောင်ကိုလာမဲ့ဆွေမျိုးတွေကိုပြုစုပေးမလား။လာပါဆက်ပြီးကြည့်လိုက်ကြရအောင်။ဇောနာဖြစ်တာနဲ့အိမ်မှာဆွေမျိုးတွေလည်းစတင်ပြီးလာကြပါရယ်။အဲ့ချိန်မှာပါဇက်ထဲမှာကုန်းဝါပြီးဘိုင်ပူပူနဲ့ဥလီလေးရောက်လာခဲ့ပါတယ်။ညီမစပယ်ကြီး။အေးညီမစပယ်ကြီး။အရှူကောင်အဆက်ကနေနေကွန်းတရွေးကိုထွေးအောင် မဟုတ်ရင်ငါ့အပေါ်မှာနင့်သရွေးတွေဆင်းနေအောင်မယ်။အာထွီဒီချိန်မှာအထက်ကနေဒိုးစမဲနဲ့ဝတီတို့နှစ်ယောက်လုံးကထွက်လာကြပါတယ်။တကားချိန်မှာကွန်ဒရီထွေးကြတာကိုမြင်ပြီးတော့ချွေးမကဒေါသဖြစ်သွားခဲ့ပါတယ်။အိုးဖီးဟားရေဦးလေးကြီးကတော်တော်မှိုက်ရိုင်းတာပဲ။အိမ်ကနေတောင်မောင်းထုတ်လိုက်ချင်တယ်။ဦးလေးရေဦးလေးကအရှိန်အောင်ကြည့်ပြီးထွေးတင်တယ်လေ။မနေ့ကပဲကျမတကားကိုအိမ်တုတ်တဲ့ဒုတ်တန်နဲ့တေချာပုတ်တိုက်ပြီးတုတ်ထားတာ။မင်္ဂလာဆောင်မဲ့အိမ်လေမကောင်းဘူးလေဦးလေးရဲ့။ အဲ့ဒါဆိုလဲနောက်တစ်ခါထပ်တော့လိုက်ပေါ့ဤနူရသည်ဖြစ်နေတော့နှစ်မိနစ်အတွင်းမှာပဲချက်ချင်းခြောက်သွားလိမ့်မယ်ဟုတ်တယ်လေငါအိမ်ဖို့တယောက်ဆိုတော့တစ်ချိန်လုံးတစ်ပြက်စီလဲအိမ်တော့နေရမှာပေါ့နော်အိုးခင်ပါလေးရေနေပူရင်းမှာပဲမတည့်ရခိုင်းတော့မှာလားယထာနေလာလို့လေအရင်ပူတာဟုတ်ကဲ့လာပါခဲဦးရေချွေးမရေအိမ်တော့ပြင်းလဲအားလုံးအတွက်မနက်စာနဲ့ရေကိုသွားယူလာခဲ့ ဟုတ်ကဲ့ပါမေကျန်တဲ့ဆွေမျိုးတွေကလည်းတည့်ရနေ့ရတော့ရောက်လာကြပါသေးတယ် ဒီဆွေမျိုးတွေအားလုံးကအရန်စကားပြောကြတာပဲမသိငါရခမအိမ်မှာကေဟာကြီးတခုဖွင့်ထားတယ်လို့ပဲချွေးတွေနဲ့ရွှေနေတဲ့ချွေးမကဆွေမျိုးတွေအတွက်ချက်ပြုတ်ဖို့လုပ်နေပါတယ်ဒီချိန်မှာဒေါ်ရွှေကြီးကတောင်းဆိုမှုတခုကိုပြုလုပ်ပါတယ်အော်ချွေးမရေနင်ဦးလျာကက်စမီဖို့ပေါ်မှာလှုပ်တဲ့ချာပါတီကိုမစားဘူးမီးဖို့ပေါ်မှာချာပါတီကိုလှုပ်ပေးနော်ဟုတ်ကဲ့ပါတော်ရေတောင်စံကုန်မြေလေးလို့ခေါ်တယ်အဲ့လောက်ပူနေတာတော့မှမီးဖို့မီးမွေးရအောင်မယ် အဲ့ချိန်မှာမင်္ဂလာဆောင်မိတ်ယူရကမိဖို့ကြောင့်လေးကိုရောက်လာပါတယ်။ယူရရေနင်တီဟင်းလေးကိုတစ်ချက်လောက်ကြည့်ပေးပါလား။ဟင်းခတ်မွေးကြိုင်တွေတော့ထည့်ပြီးပြီ။မီးနနယ်လေးနဲ့ကြော်ရုံးမယ်။ငါဦးလေးအတွက်ချပါတီသွားလို့မလို့လေ။မရဘူးရောင်းမရေ။ညီမဒီနေ့ပဲ facial treatment ယူထားတာ။ပူပြင်းတဲ့မိဖို့ကြောင့်နဲ့မှချက်ပြုတ်နေ။မင်္ဂလာဆောင်တဲ့နေ့မှာမျက်နှာတောက်ပါမှာမဟုတ်ဘူး။ရောင်းမကရေကြီးတကြမြင်မြင်လေးဖွင့်ပြီးရေကူတောက်ကထွက်သွားလိုက်ပါတော့တယ်။ ပရိကဇုံကိုအားနေရိုက်ချလိုက်ပါတယ်။ဒုက္ခပါပဲ။အားလုံးကနှွေရတီမှာအလက်လောက်တာနဲ့တက်မတဲကြအောင်ထက်နေ။ငါတော့စပေါ်မှုကြနေရပဲ။တနေကုံဆွေမျိုးတွေကအဲကုန်ခန်းထဲမှာပဲထိုင်းနေကြတယ်။ပေါ်စီပေါ်စီလှုပ်ပြီးတနားစရာအထီးကျန်နေတဲ့ချွေးမကချွေးတွေနဲ့ရွှဲပြီးစားတောက်တွေအများကြီးကိုချဲ့ရပါတယ်။ပြီးတော့ခူးကျွေးရပါတယ်။အိမ်မှာအရှက်မရှိတဲ့ဆွေမျိုးတွေကအေကွန်ကန်းကိုတင်ပိုက်ထားကြပါတယ်။ကန်ကောင်းလို့တညပကန်နဲ့အခုဆေးပြီးပြီ ခါတော့ညောင်းသွားပြီဒီမင်္ဂလာဆောင်လေးမြင်မြန်ပြီးသွားရင်တော့ကောင်းမယ်ဟေ့ချွေးမကပင်ပန်းနှဲနေပြီးအခန်းထဲကိုရောက်လာပါတယ်ဒီချိန်မှာသူ့အတော်ရဲ့ရွာကသားနဲ့ချွေးမတို့ကသူ့ခန်းထဲမှာထိုင်နေကြပါတယ်အေးအေးအေးအမေသားရေမငိုပါနဲ့တိတ်လိုက်ပါမငိုပါနဲ့ကွယ်ဘာလို့ငိုနေရလဲသားတစင်းရေကြည့်အောင်သားလေးကချီးပါသေးပေါ့လှုပ်လိုက်လားမသိဘူးတဇင်းကကလေးရဲ့ဒိုင်ပါကိုအိမ်ရပေါ်မှာတင်လိုက်ပါတယ်။အဲတော့ကိုကြည့်ပြီးဝတီကစိတ်ဆိုးသွားပါတော့တယ်။ ရောင်မရင်ကျမနေခင်းဖက်ကပဲအဲ့ရခင်းကိုလဲထားတာရောင်မကလေးကိုဒီပေါ်မှာတေးပေါက်ခမ်းလိုက်တယ်ပေါ့အင်းကိုတဲကိုခမ်းလို့ထင်းနေကြတယ်လွန်လွန်းပါရဲ့ဟဲ့အခုငါငါသားကိုချီးပါတေးပေါက်လှုပ်ဖို့တော့တားရမှာလားသူ့ဖင်ကိုစင်ကော်နဲ့ပိတ်လိုက်လို့မှမရတာမင်္ဂလာဆောင်အိမ်မှာနည်းနည်းတော့သီးခင်ရတယ်လေနင်မကြိုက်ဘူးဆိုရင်လည်းငါခုနေ့အဲ့ရခင်းကိုရှော့ပေးရမလားပြောစီတူရဲ့မိမကြီးတကယ်လို့မင်းကအဲ့လောက်တောင်ပြဿနာရှိနေရင်ငါတို့ကိုမင်္ဂလာဆောင်မှာမဖိတ်သိမ်းဘူးလေ အဲဒီချိန်မှာဧည့်သည်တွေကတစုတဝေးကြီးရောက်လာကြပါတယ်။ပြီးတော့ဒေါ်ရွှေကြီးကရန်ဖြစ်ပါတော့တယ်။ကောင်းထက်ရေဘာဖြစ်တာလဲ။တားပါလို့စိတ်ဆိုးနေရလဲ။အမေဒီရောက်မဝတီးအား तू အလွန်ကြုံပညာတတ်ကြောင်ပြနေတယ်။ဟာတော်တော်စောကားတာပဲ။အရင်ဆုံးတော့မင်္ဂလာဆောင်ဖိတ်တယ်။ပြီးတော့လေးလည်းမလေးစားဘူး။အမရေအမအမရဲ့ချွေးမောင်ရှင်းပြလိုက်နော်။မဟုတ်ရင်ကျမကြိုပြောလိုက်မယ်။မင်္ဂလာဆောင်ကနေထွက်သွားလိုက်မှာနော်။အော်အဲ့လိုမပြောပါနဲ့ညီမရွှေရဲ့။ ချွေးမဝတီရေအားလုံးစီမှာတောင်းပန်လိုက်စမ်းဟောကျွန်တော်ခွလွတ်ပေးပါဒီလိုနဲ့ပဲမင်္ဂလာဆောင်ရဲ့စံနှင်းလိန်ပွဲဒန်းဆိုပွဲခန်းနာရီမှာလေပူလောင်နေတဲ့နေရာဒီမှာတနစီယာချွေးမကနွားတကောင်လူတယောက်ထင်းရုံးကန်ပြီးလှုပ်လို့ရပါတယ်ဒီလိုနဲ့တညာလုံးလိန်မီးပြတ်နေတာကြောင့်အပူတန်ကပူဆိုးနေပါတယ်ဒီလိုနဲ့ချွေးမကနတ်သားဆောင်မအိယာကိုခင်ပြရပါတယ်ချွေးမကြီးဂရင်တလုံးရဲ့ပပလက်မှာခြေနှောင်တွေကိုခြေချလိုက် ပြီးတော့ချင်မလာတဲ့ဆေးတွေလည်းထုံးထားလိုက်။ကောင်းကောင်းအပြိုသွားလိုက်မယ်။ဟုတ်ကဲ့ပါဦးလေး။အိုဖီးယားရေဒီလိုဆွေမျိုးတွေဘသူမှမရပါစေနဲ့။အိမ်ဟိုတဲကိုခန်းလို့လှုပ်ထားတယ်။ပြီးတော့ဒီတောက်ခပေးတဲ့နွေရသေးကတမျိုး။ဒီလိုနဲ့မင်္ဂလာဆောင်ကိုလာတဲ့ဆွေမျိုးတွေနဲ့ပြည့်နေတဲ့ရောက်ခမိုင်မှာဗရိကမနဲ့ဆွဆောချပြီးလူအယောက်90 60ကိုမနဲ့စာလုပ်ပေးရပါတယ်။သူတို့ရဲ့ဝတ်တွေကိုလည်းရှော့ပေးရပါသေးတယ်။နေခင်းဘက်မှာလည်းစားတောက်တွေကိုချက်ပြုတ်ပေးရပါသေးတယ်။ ပြီးတော့နောက်ဆုံးပါတော့ညဘာမိတ်ခင်အထိတခါတည်းရန်တစုံတယောက်ရဲ့ခြေတော့ကိုနှိပ်ပေးရတာနဲ့တခါတည်းရန်တစုံတယောက်အတွက်အေယာရီလည်းခင်းပေးရပါသေးတယ်။မင်္ဂလာမဆောင်ခင်တည်းရန်လူမောင်အမေရဲ့တော်တော်လွန်လာပြီ။အမေရဲ့ဆွေမျိုးတွေအကောင်လုံးမင်္ဂလာဆောင်ပြီးနောက်နေ့မှပဲပြန်ဖို့အတွက်လက်မှတ်ဝယ်ပေးလိုက်။ကျမတို့တို့ထပ်ပြီးတီးမခတ်နိုင်တော့ဘူး။ဘာဖြစ်တာလဲချွေးမရေ။နင်ဘာလို့အလောက်တောင်ဒေါသထွက်နေရလဲ။ပြီးတော့ဘာလို့ငိုနေရလဲ။မငိုလို့ဘာလို့ရမလဲအမေရဲ့။ အမျိုးတွေကမင်္ဂလာဆောင်မှာပျော်ရွှင်မှုယူဆောင်လာဖို့လာကြတာလေဒါပေမဲ့ကျမရောက်ခမအိမ်ဟာဆွေမျိုးတွေအားလုံးကပုံစံတစ်မျိုးစီပဲအမေဖက်ကဦးလေးနဲ့အန်တီတို့ကမနက်6နိုင်ထိုးတာနဲ့လက်ဖက်ရည်လိုချင်တယ်အဖေဖက်ကဦးလေးနဲ့တော်တို့ကမနက်7နိုင်ထိုးတာနဲ့ထမင်းစားချင်တယ်ပြီးတော့မင်္ဂလာဆောင်ရဲ့အလုပ်36မျိုးတနေကုန်တယောက်တည်းလုပ်နေရတယ်လေဘူပြင်းလာတဲ့နေရာဒီမှာမင်္ဂလာဆောင်အိမ်မှာလုပ်တွေအများကြီးကိုလုပ်ပြီးတနစီယာချွေးမရဲ့ခန္ဓာကိုယ်က အနီးစက်တွေနဲ့ပြင်နေပါရဲ့ ပြီးတော့အေသေးရီကလည်းအဝေးကြီးကနေသူတို့ပြည်တနာတွေကိုကြားသွားပါတော့တယ်။မင်္ဂလာဆောင်နေ့မှာချွေးတွေနဲ့ဆူရှင်းနေတဲ့ချွေးမကမျက်ရည်ဝဲပြီးမနှက်စာကိုလုံနေပါတယ်။အိမ်မှာမိမတွေအများကြီးရှိတယ်။ဒါပေမဲ့အားလုံးကသူတို့အလုံနဲ့ပဲအလုံရှုံနေကြတယ်။ဘသူမှငေါ့လုံးဝမတနာကြဘူး။ချွေးမတယောက်တည်းဒီလိုပူလောင်နေတာကိုမနှက်စာလုံနေရတယ်။ကြုံနေပေးမယ်။ဒါမှမဟုတ်ခင်တင်ဟိရွက်လှီးပေးမယ်ဆိုပြီးမရှိကြဘူးအပူတန်းကြောင့်ချွေးမကချွေးတွေတုံနေရင်လည်း လက်ဖြစ်ရည်တွေကိုဖြော်နေပါတယ်။ဒီချိန်မှာရွာကအတူဒုံစပင်းနဲ့အမသစင်းကမိဖို့ကြောင့်ကိုရောက်လာပါတယ်။အဲဒီမှာအလွန်ပူပြင်းပြီးမိခိုးတွေနဲ့ဖြစ်နေပါတယ်။ချွေးမဝတီရဲ့ဖဲဒီနေ့မနှက်စာအောင်ငါနဲ့နဲ့အတော်နဲ့အတူတူပေါင်းမေးပြင်ဆင်လိုက်မယ်။ဘာလို့လဲအတော်ရေတမီးရှိနေတာကိုအတော်ကမနှက်စာဘာလို့လောက်မလဲ။တမီးသိတယ်ဒီနေ့မနက်စာလောက်တာနည်းနည်းနောက်ကျသွားလို့အတော်စိတ်ဆိုးနေမှာလားဒီချိန်မှာဒေါ်ရွှေကြီးကတူတူလေးနဲ့ချော်ပြီးတော့ပြောခဲ့ပါတယ်ချွေးမရေ စိတ်ဆိုးပိုင်ခွင့်ရနေမှာရှိရလေနေအားအလောက်ပူလောင်နေတဲ့ຫນွေရသည်မှာငါတို့အားလုံးကြွေးမွေးပြုစုတယ်ဒီနေ့ကနေပြောရမယ့်နေ့လေနေ့ရက်တူတီသောရောင်မရဲ့မင်္ဂလာဆောင်သွားသွားပြီးတော့အလှပြင်လိုက်အလှပြင်ပေးတဲ့မိမရောက်နေပြီဟုတ်တယ်ပြီးတော့ချွေးမရေငါးနင်းအတွက်ပလဲအကြီးကြီးနဲ့စာရီရဲ့လက်ကောက်နှစ်တာဆင်ကိုထုတ်ပေးထားတယ်လက်မအပြေဝတ်လိုက်နော်ပြီးတော့ညီမဝတီရဲ့ဒီအယောင်နှခန်းနီလေးကိုစိုးလိုက်နော်နင်းရဲ့အရှင်းကိုလိုက်မှသိလား ကိုယ့်ရဲ့ဒေါရီနဲ့လင်ကြီးမအကြီးဆုံးရဲ့ချစ်ချင်းမြတ်တာကိုကြည့်ပြီးဝရီရဲ့မျက်လုံးထဲမှာဝမ်းသာမှုကြောင့်မျက်ရည်တွေဝေးလာခဲ့ပါတယ်။ကြီးစုပါအတော်ကြီးဖြူအတော်မမို့နဲ့အမသဆင်းရင်ကံကောင်းလို့မင်္ဂလာဆောင်နေ့မှာတော့အစားတောက်ချက်ပြုတ်ရတာနဲ့လွတ်သွားပြီ။ဝရီကပျော်ရွှင်စွာနဲ့အလှပြင်ပေးတဲ့သူစီကိုတွားလိုက်ပါတယ်။သူကချွေးမကိုကောင်းကောင်းမိတ်ကက်လင်းပေးလိုက်ပါတယ်။ပြီးတဲ့နောက်မှာသူတို့သားဘက်ကလည်းခန်းခန်းနားနားနဲ့မင်္ဂလာဆောင်ခန်းမကိုရောက်လာပါတယ်။ အိမ်မှာရောက်ကမရင်ဟာယောက်ျားတွေအားလုံးကသူတို့ကိုကောင်းကောင်းကြိုဆိုပါတယ်ပြီးတော့စားတောက်တွေကိုလည်းကြွေးခဲ့ပါတယ်ပြီးတဲ့နောက်မှာရောင်မနှုတ်ဆက်ထွက်ခွာသွားတာနဲ့အတူရောက်ကမအိမ်မှာဆွေမျိုးတွေကလည်းမရှိတော့ပါဘူးဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်